အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကိုရီးယားဘာသာစကားရဲ့တရားပိုင်းနဲ့ပတ်သက်ပြီးတော့သင်ပြတော့မှာဖြစ်ပါတယ်ကိုရီးယားဘာသာစကားမှာတရားကို moon bob လို့ခေါ်ပါတယ် moon bob ဆိုတာကကြတော့တရားပါဒီနေ့သင်ပြတဲ့တရားကတော့ကရိယာပေါင်းအာစောအောစောဟဲစောဆိုတဲ့ဒီတရားပုံစံလေးကိုသင်ပြမှာဖြစ်တယ်ကရိယာရဲ့နောက်မှာအာစောအောစောဟဲစောကိုသူကပေါင်းပေးလိုက်တဲ့အခါမှာမြန်မာလိုသောကြောင့်လို့ပြီးဆိုပြီးတော့ဘာသာပြန်အသုံးပြုလို့ရတဲ့တရားပုံစံလေးဖြစ်ပါတယ်ဟုတ်ပြီနော်ကရိယာဆိုတာကတော့ဒီကိုရီးယားဘာသာစကားမှာတော့ ဒါနဲ့ဆုံးတဲ့စကားလုံးတိုင်းကိုကရိယာလို့ခေါ်တယ်။မြန်မာလိုတော့ဒီနဲ့ဆုံးတဲ့စကားလုံးတိုင်းကိုကရိယာလို့ခေါ်တယ်။ဟုတ်ပြီအဲ့ဒီကရိယာကရိယာပေါ့နော်ဒါနဲ့ဆုံးတဲ့စကားလုံးကဒါကိုဖြုတ်ပြီးတော့ဒါရဲ့ရှင်မှာရှိတဲ့စကားလုံးရဲ့တရကအိုအာနဲ့ဆုံးတယ်ဆိုလို့ရှိရင်အာစောပေါင်းပြရမှာဖြစ်တယ်ဟုတ်ပြီနော် ။ OR နဲ့ဆုံးနေဆိုလို့ရှိရင် R စောပေါင်းပေးရမယ်။ OR မဟုတ်ဘဲ U O E E ဇန်နဲ့တရရင်းနဲ့ဆုံးနေဆိုလို့ရှိရင်တော့ O စောပေါင်းပေးရမှာဖြစ်ပါတယ်။ဟုတ်ပြီ OR နဲ့လည်းမဆုံးဘူး။ U O E E ဇန်နဲ့တရရင်းနဲ့လည်းမဆုံးဘဲနဲ့ဟာတာနဲ့ဆုံးမယ်ဆိုလို့ရှိရင်တော့ He စောကိုပေါင်းပေးရမှာဖြစ်ပါတယ်။ဟုတ်ပြီနော်။အဲကြတော့ R စော O စော He စောကိုပေါင်းလိုက်တဲ့အခါမှာတော့သောကြောင့်လို့ပြီးဆိုပြီးတော့မြန်မာလိုဘာသာပြန်အသုံးပြုလို့ရတဲ့တရားပုံစံလေးဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒါဆိုတော့ခါကြတော့ဒီမှာကြည့်အောင်ပထမ ထမချက်အနေနဲ့ဒီမှာ OR နဲ့ဆုံးတယ်ဆိုလို့ရှင်အာစောပေါင်းမယ်ဟုတ်ပြီနော်အာစောကကြတဲ့ကရိယာတွေကိုပြောင်းကြည့်ရအောင်ဒီမှာ ်ဂါဒါဆိုတာကကြတော့သွားသည်အဲ့သွားသည်ဒီနေဆုံးတဲ့ကရိယာတွေကိုမှသွားတော့ကြောင့်သွားလို့သွားပြီးဆိုတဲ့ဒီပုံစံလေးကိုသုံးမယ်ဒီတရားပုံစံကိုသုံးမယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်တော့ဒီမှာကရိယာကပရမအဆုံးဘာကိုဖြုတ်ပြရမှာလဲဒါကိုဖြုတ်လိုက်မယ်ဟုတ်ပြီနော်ဒါကိုဖြုတ်လိုက်မယ်ဒါကိုဖြုတ်ပြီးတော့ခါဒါရဲ့ရှေ့ရစကလုံးဒီတရားလေးကိုကြည့်လိုက်တယ်တရားလေးကိုကြည့်လိုက်တဲ့ခါမှာအာတရနဲ့ဆုံးနေပေါ့အာတရနဲ့ဆုံးနေဆိုရင်ဒီမှာ OR နဲ့ဆုံးနေဆိုလို့ရှိရင်အာဇောပေါင်းပြရမှာဖြစ်တဲ့အတွက်ဂါပေါင်းအာဇောဟုတ်ပြီနော်ဂါပေါင်းအာဇောအဲ့ဒါဆိုတော့ခါကြတော့ဒီမှာဂါနဲ့အာနဲ့ပေါင်းလို့ရှိရင်ဂါရရတယ်နောက်က စောလေးပြန်ကပ်ပေးလိုက်တဲ့ဂါစောဂါစောဆိုလို့ရှိရင်သွားတော့ကြောင်းသွားလို့သွားပြီးဆိုပြီးတော့သူကအသုံးပြုလို့ရပါပြီဟုတ်ပြီအဲ့ဆိုတော့ဒီတရားပုံစံကိုလေ့လာမယ်ဆိုလို့ရှိရင်ပြောချင်တာကယူပုံစံကိုလေ့လာပြီး တင်ပြီးပြီဆိုမှဒီတရားကိုလေ့လာပါရုပ်ပုံစံကိုမလေ့လာသေးဘူးဆိုရင်တော့ဒီတရားကိုနားလည်မှာမဟုတ်ပါဘူးဟုတ်ပြီနော်အဲဆိုတော့ခါကြတော့ဒီတရားကိုကြည့်ပြီးတော့အဲလေ့လာပြီးတော့နားမလည်ဘူးဆိုလို့ရှိရင်တစ်ချက်တင်ပေးထားတဲ့ရှေ့ဗီဒီယိုဖိုင်တွေမှာရုပ်ပုံစံနဲ့ပတ်သက်ပြီးတော့တင်ပေးထားတဲ့ဗီဒီယိုဖိုင်တွေကိုတခြားပြန်ကြည့်ပြီးတော့မှဒီတရားကိုလေ့လာပါရုပ်ပုံစံသာရမယ်ဆိုလို့ရှိရင်တော့ဒီတရားကလုံးဝအလွယ်လွယ်လေးပါလို့နော် ဟုတ်ပြီအဲ့ဆိုတော့အခါကျတော့ဒီနေရာလေးဒီမှာနားမလည်ပါဆိုလို့လေနော်ဒီမှာကာနဲ့အာနဲ့ပေါင်းနေဆိုလို့ရှိရင်ကာဒီမှာကာကဒီမှာအာပြင်းနေရာမှာဝင်သွားတယ်အလှဲ့တူတဲ့တရားနှစ်ခုကတစ်ခါပဲယူတာဖြစ်တဲ့အတွက်ဒီမှာအာတစ်ခုပဲယူတယ်အဲ့ဆိုတော့အခါကျတော့ကာနဲ့အာနဲ့ပေါင်းရင်ကာနောက်ကဆော့ကပ်ပြလိုက်တော့ကာဆော့ဟုတ်ပြီနော်ကာဆော့ဆိုလို့ရှိရင်ကျတော့သူကသွားတော့ကြောင်းသွားလို့သွားပြီးဆိုပြီးတော့အသုံးပြုလို့ရှာပါပြီဟုတ်ပြီနော်ကရိယာကနေပြီးတော့ပြောင်းလိုက်တာနောက်တစ်လုံးကြည့်မယ်အဲ့လိုရှိရင်မှာ order ဆိုတာကကျတော့လာသည်ဟုတ်ပြီနော်အဲ့ဒီ order လာသည်ဆိုတဲ့ဒီကရိယာကိုလာ သောကြောင့်လာလို့လာပြီးဆိုဒီတရားပုံစံကိုသုံးမယ်အဲ့ဒါဆိုလို့ရှိရင်ကရိယာကဒါကိုဖြုတ်လိုက်မယ်ဒါရဲ့ရှေ့ရစကလုံးကိုကြည့်လိုက်တော့ခါကျ O နဲ့ဆုံးတယ်ဒီမှာ O တရအကိုကြည့်လိုက်တာပေါ့နော်အဲ့ဆိုတော့ OR နဲ့ဆုံးတယ်ဆိုလို့ရှိရင် R ဆောပေါင်းပေးရမယ်ဒီမှာ R ဆောလေးပေါင်းပေးလိုက်တယ်အဲ့ဆိုတော့ဒီမှာ O ရဲ့အောင်မှာအသက်မပါလို့နော်အဲဒီခါတော့ကလည်းဒီမှာ R ဆောကိုမှဒီမှာ R နဲ့အခါနဲ့ပေါင်းတာကဂါရဲ့အောင်မှာအသက်မပါလို့ပေါင်းရတာဟုတ်ပြီနော်အခုဒီမှာဆိုလို့ရှိရင်လည်း O ရဲ့အောင်မှာလည်းအသက်မပါတာဖြစ်တဲ့အတွက်ဒီ O နဲ့ R နဲ့ကိုပေါင်းရည်ပေးရမယ် O နဲ့ R နဲ့ပေါင်းတယ်ဆိုလို့ရှိရင်ကျတော့ဝါနောက်က solid ကပ်ပေးလိုက်တယ်ဝါ ါဆောဝါဆောဆိုတော့ခါကျတော့လာတော့ကြောင့်လာလို့လာပြီးဟဲ့လားဒီလိုမျိုးလေးအသုံးပြုလို့ရှားပါတယ်ဟုတ်ပြီနော်ဒါဆိုတော့ခါကျတော့ o r o နဲ့ r နဲ့ပေါင်းရင်ဝါဒါလေးသဘောပေါက်ပါမယ်နော်ဒါယူပုံစံသိရဆိုရင်တော့ရမှာပါ o နဲ့ r နဲ့ပေါင်းနေဆိုလို့ရှိရင်ဝါနောက်က solid ကပ်ပြလိုက်တော့ဝါဆောဝါဆောဆိုတော့လာတော့ကြောင့်လာလို့လာပြီးဟုတ်ပြီလားဒါဆိုလို့ရှိရင်နောက်တစ်လုံးကြည့်ရအောင် ါမှမဟုတ်လို့ချင်းကြတော့ဂျုတာဆိုတာကကြတော့ကောင်းသည်ဟုတ်ပြီအဲ့ဒီကောင်းသည်ကိုကောင်းတော့ကြောင့်ကောင်းလို့ကောင်းပြီဆိုတဲ့ဒီတရားကိုသုံးမယ်ဆိုရင်ပထမဆုံးဒါကိုဖြုတ်လိုက်တယ်ဒါရဲ့ရှေ့ရဆက်ကလုံးရဲ့တရားကိုကြည့်လိုက်တော့အိုတရားဖြစ်တယ်အိုတရားဆိုလို့ရှိရင်တော့အာစောပါမှာတည်ကြသွားပြီအဲ့ဒါကိုမှဒီမှာအသက်ပါနေတယ်ပေါ့နော်ဒီမှာဟာသက်ကလေးပါနေတယ်အသက်ပါတယ်ဆိုရင်ပိုးလွယ်ပါတယ်ဟုတ်လားဒါဆိုလို့ရှိရင်ငါတို့ကပေါင်းရမယ့်အာစောလေးကပ်ပြီးရေးပြလိုက်အောင်ပါပဲဂျိုးရဲ့နောက်ကအာစောလေးကပ်ပြီးလိုက်အောင်ပါပဲဒီလိုမျိုးဒီအသက်မပါတဲ့အိုနဲ့အာနဲ့ပေါင်းမှာတလို့ဒီမှာအသက်မပါတဲ့ဂါနဲ့အာနဲ့ နဲ့ပေါင်းရတယ်လို့အစင်းစင်းပေါင်းစရာမလိုတော့ဘူးပေါ့နော်သူပေါင်းရမယ့်အာစောကိုတန့်ကက်ရေးပြီးတော့ပေါင်းလိုက်ရုံပဲဂျူအာစောကောင်းတော့ကြောင်းကောင်းလို့ကောင်းပြီးအဲဒီလိုမျိုးတန့်ပြီးတော့ရေးလို့ရပါတယ်ဟုတ်ပြီဒါဆိုလို့ရှင်နေနောက်တစ်လုံးကဒီမှာဘတာဆိုတာကကြတော့လက်ခံသည်အဲလက်ခံသည်ကိုလက်ခံတော့ကြောင်းလက်ခံလို့လက်ခံပြီးလို့ပြောင်းမယ်ဒါဆိုရင်ဒီမှာဒါကိုဖြုတ်လိုက်မယ်ဒါရဲ့ရှယ်ဇက်ကလုံးရဲ့တရအကိုကြည့်လိုက်တဲ့အာတရဖြစ်တယ်အာတရဖြစ်တယ်ဆိုရင်အာစောပေါင်းရမှာတည်ကြသွားပြီဒီမှာဘတ်သက်ပါနေတယ်အဲဆိုဓာတ်သက်ပါနေတယ်အသက်ပါတာဖြစ်တဲ့အတွက်တန့်ပြီးတော့ဒီမှာကိုပေါင်းမယ့်အာစောလေးကက်ရေးလိုက်အောင်ပါပဲဘတာ ါသောလက်ခံသောကြောင့်လက်ခံလို့လက်ခံပြီးဟာလာဒီလိုလေးအသုံးပြုလို့ရပါတယ်။ဟုတ်ပြီဒါဆိုတော့ခါရနောက်တစ်လုံးကဒီမှာအာဒါဆိုတာကြတော့တိ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 ကိုဒီတရားပုံစံပြောင်းမယ်ဆိုလို့ရှိရင်ကရိယာကဒါကိုဖြုတ်လိုက်တယ်။ဟုတ်ပြီနော်ဒါကိုဖြုတ်လိုက်မယ်ဒါရဲ့ရှိရဆက်ကလုံးကိုကြည့်တော့ခါကျတော့အာဖြစ်တယ်။အိုအာနဲ့စုံနေဆိုရင်အာစောပေါင်းပေးရမယ်ဒီမှာအသက်ပါတာဖြစ်တဲ့အတွက်ပေါင်းကကိုပေါင်းဆက်မဲ့အာစောတန်ကက်ရေးပေးလိုက်ရုံပဲအဲဆိုတော့ခါကျတော့အာရာစောတီတော့ကြောင့်တိလို့တီပြီးဆိုပြီးဒီလိုလေးအသုံးပြုလို့ရပါတယ်။ဟုတ်ပြီနော်ဒါကကျတော့ပထမအချက်အိုအာနဲ့တွေ့ရဆိုလို့ရှိ င်ရင်အာစောပါရမယ်ဆိုတဲ့ဒါနမူလာလေးတွေနဲ့ဒါကရိယာတွေကိုပြောင်းထားတဲ့နမူလာလေးတွေဖြစ်တယ်။ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်တစ်ချက်ရှိတယ်ပြောမယ်နော်။ဒီမှာကြတွေမှာ u o e ကျန်တဲ့တရတွေနဲ့ဆုံးနေဆိုလို့ရှိရင်တော့အောစောကို ပေါင်းပေးရမယ်။ဟုတ်ပြီနော်။ o r နဲ့မဟုတ်တဲ့ဒီ ဦးဩဦးအေဂျင့်တရတွေနဲ့ဆုံးတယ်ဆိုရင်တော့အော်စောပေါင်းမယ်ဟုတ်ပြီဒါဆိုရင်နမူနာလေးတွေကြည့်ကြဆိုနော်ဒီမှာဂျူတာဆိုတာကကျတော့ပေးသည်ဒီပေးသည်ဆိုတဲ့ကရိယာကိုပေးတော့ကြောင့်ပေးလို့ပေးပြီလို့ပြောင်းမှာဖြစ်တဲ့အတွက်ဒီမှာဒီကိုဖြုတ်ချင်တယ်ဆိုပါဘာဖြုတ်လိုက်တာလဲဒီမှာဒါကိုဖြုတ်လိုက်တာဟုတ်ပြီနော်ဒါကိုဖြုတ်လိုက်တော့ခါဒါရဲ့ရှေ့ရက်ကလုံးရဲ့တရကိုကြည့်လိုက်တဲ့ဥတရဖြစ်တယ်ဟလာဥတရဆိုတော့ကကျတော့အော်စောပေါင်းပေးရမှာဒီမှာဂျူအပေါင်းအော်စောဟုတ်ပြီအဲ့ဆိုတော့ဒီမှာဂျူမာကအသက်မပါဘူးအသက်မပါတဲ့ဘူးဆိုလို့ရှိရင်ဒီမှာဒါသူတို့နှစ်ခုပေါင်းပြီးရေးပေးရတယ်ဂျူနဲ့အော်နဲ့ပေါင်းတော့ခါကျတော့ဂျောဟုတ်ပြီနော်ဂျာနဲ့အာနဲ့ပေါင်းတာ ာကြဦးနေအောနဲ့ပေါင်းတဲ့ခါကျတော့ဝေါဖြစ်သွားတာเนาะအဲဆိုတော့ဒါတော့ဂျူနေအောနဲ့ပေါင်းလို့ရှိရင်ဂျောနောက်က solid ကပ်ပြလိုက်တော့ဂျောဆောဂျောဆောဆိုလို့ရှိရင်ပေးတော့ကြောင့်ပေးလို့ပေးပြီဆိုပြီးတော့ဒီလိုပုံစံမျိုးလေးဖြစ်သွားမှာဖြစ်တယ်ဟုတ်ပြီเนาะအဲဆိုလို့ရှိရင်နောက်တစ်လုံးကြည့်ရအောင်ဒီမှာဆိုလို့ရှိရင် normal ကြည်သားဆိုတာကြတော့ချော်လဲသည်အဲ့ချော်လဲသည်ကိုလည်းပဲချော်လဲတော့ကြောင့်ချော်လဲလို့ချော်လဲပြီဆိုပြီးတော့ဒီလိုမျိုးရေးမှာဆိုတော့ကရိယာကဒါကိုဖြုတ်မယ်အဲဆိုတော့ဒါရဲ့ရှိရစကလုံးဒီမှာတရာကိုကြည့်လိုက်တယ်တရာကိုကြည့်လိုက်တော့ခါကျတော့သူကဥဩဥဤထဲမှာပါတာဖြစ်တဲ့အတွက်ဤတရာနဲ့ဆုံးတော့သူက အော်ဆိုလေးပေါင်းပေးရမယ်ဟုတ်ပြီနော်အဲဆိုတော့ခါကြတော့ normal g အပေါင်းအော်ဆိုအဲ့တော့ဒီမှာ g ရဲ့အောင်ကလည်းအသက်မပါတာဖြစ်တဲ့အတွက်ဒီက ဒီကဂျီနဲ့ဒီအောနဲ့ကိုပေါင်းမယ်အဆရောခါကြဒီမှာဒီမှာအသက်မပါတဲ့ဒီမှာအီနဲ့အောနဲ့ပေါင်းနေဆိုလို့ရှိရင်ယောဖြစ်တယ်အဆရောခါကြတော့နောမောဂျောဂျီဂျီကနေပြီးတော့ခါကြအောနဲ့ပေါင်းလိုက်တဲ့ခါမှာဂျောဆိုပြဖြစ်သွားတယ်စောကတော့သူ့ပါတဲ့အတိုင်းပဲပြန်ကတ်လိုက်မယ်နောမောဂျောစောချော်လဲတော့ကြောင့်ချော်လဲလို့ချော်လဲပြီအဲဒီလိုပုံစံမျိုးလေးသုံးပြလို့ရှာပါတယ်ဟုတ်ပြီနော်အဲဒါနောမောဂျီတာဆိုတာကြတော့ချော်လဲတီကတော့ကရိယာပေါ့အဲကရိယာကိုမှကိုကဒီမှာချော်လဲတော့ကြောင့်ချော်လဲလို့ချော်လဲပြီဝါကြတယ်မှာအကြောင်းပြချက်အနေနဲ့ထည့်သုံးတဲ့တရားတရားပုံစံ ်လေးပေါ့နော်ဟုတ်ပြီအဲ့ဆိုတော့ကကြာ normal ကျော်စောချော်လဲလို့ချော်လဲတော့ကြောင့်ချော်လဲပြီဟာဒီလိုလေးသုံးပြလို့ရပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာနောက်တစ်လုံးကကြာတော့ဂါရုချီတာဆိုတာကြာတော့တင်ကြသည်တင်ကြသည်ကိုဒီတရာသုံးမယ်ဆိုကရိယာဒါကိုဖြုတ်မယ်ဟုတ်ပြီနော်ဂါအမ ်ဤတရနဲ့ဆုံးတာဖြစ်တဲ့အတွက်အော်စောလေးပေါင်းပေးလိုက်တဲ့ဂါရုချီပေါင်းအော်စောဒီမှာချီရဲ့အောင်မှာတတ်မပါတော့ခါကြတော့ချီနဲ့အော်နဲ့ပေါင်းလိုက်တော့ခါကြတော့ချောဖြစ်သွားတယ်။နောက်ကစောလေးကပ်ပေးလိုက်တဲ့ဂါရုချောစောဆိုကြတော့တင်သားတင်ကြားတော့ကြောင့်တင်ကြားလို့တင်ကြားပြီးဒီလိုပုံစံမျိုးလေးအသုံးပြုလို့ရပါတယ်။ဟုတ်တယ်နော်ဒီမှာဤနဲ့အော်နဲ့ပေါင်းလို့ရှိရင်ရောပြောင်းနေနော်။ ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်လုံးဝင်ကြည့်မယ်ဒီမှာ mock တာဆိုတာကြတော့စားသည်စားသည်ကိုမှစားတော့ကြောင့်စားလို့စားပြီးပြောင်းမယ်ဆိုတော့ဒါဖြုတ်မယ်အဲဒါရဲ့ရှေ့ရက်ကလေးက order ဖြစ်တယ် order ဆိုလို့ရှိရင် all you ကပ်ပေးရမယ်ဒီမှာအသက်ပါတယ်ဆိုရင်လွယ်တယ်လေကိုပေါင်းမဲ့ order လေးတန်းပြီးတော့ကပ်ပေးလိုက်အောင်မယ်ဒီလိုမျိုးတွေတရရည်ချင်းပေါင်းစရာမလိုတော့ဘူးဟုတ်ပြီနော်အဲကြတော့ယူပုံစံပြောင်းနေဆိုတာလည်းသူကအသက်ပါရင်လွယ်တယ်လေဟုတ်တယ်နော်အဲဆိုတော့ခါကြတော့ mock ကင်တာမှာကိုပေါင်းမဲ့ order လေးကပ်ပေးလိုက်အောင်ပါပဲ mock order စားတော့ကြောင့်စားလို့စားပြီးဟုတ်ပြီနော်အဲဆိုတော့ခါကြတော့အဲဆိုလို့ရှိရင်နောက်တစ် ုံးကိုကြည့်မယ်။မမောဒါဆိုတာကကြတော့ဝေးတီဟုတ်ပြီနော်။ဝေးတီဆိုတဲ့စကားလုံးကိုဝေးတော့ကြောင်ပြောင်းမယ်။ဒီတရာကိုပြောင်းမယ်ဆိုဒါကိုဖြုတ်။ဒါရဲ့ရှာစကားလုံးကအော်ဒရာအော်ဒရာဆိုလို့ရှိရင်ဒီမှာအော်ဆိုလီပေါင်းမယ်။အသက်ပါတာဖြစ်တဲ့အတွက်ကိုပေါင်းဆက်မဲ့အော်ဆိုလီတန်ကက်ရေးလိုက်အောင်ပါပဲ။မောရောဆိုဝေးတော့ကြောင်ဝေးလို့ဝေးပြီးဟလာဒီလိုလေးအသုံးပြုလို့ရပါတယ်ဒုတိယအချက်။နောက်ဒီမှာတတိယအချက်ကတော့အလွယ်ဆုံးပါ။ဟာဒါနဲ့ဆုံးနေဆိုလို့ရှိရင်တော့ဟဲဆိုးကိုပေါင်းပေးရမှာဖြစ်တယ်။ဟုတ်ပြီနော်။အဲဆိုတော့ခါဒီမှာစာရန်ငါသားဆိုတာကြတော့ချစ်တီဟုတ်ပြီနော်။စာရန်ငါသားချစ်တီဆိုတဲ့စကားလုံးကိုမှကိုကဒီ ဒါတော့သုံးမယ်ဆိုကရိယာကိုကရိယာကဒါကိုဖြုတ်လိုက်မယ်။ဟာနဲ့ဆုံးနေဆိုဘာမှစဉ်းစားစရာမလိုနောက်ကဟဲဆော့ကတ်ယုံမယ်ဟုတ်ပြီနော်။အဲဆိုတော့စာရန်ငယ်ဆော့ချစ်တော့ကြောင်းချစ်လို့ချစ်ပြီးဒါကြတော့ဒီမှာ ဒီအဒီကအဲကြတော့ဒီငါးတက်ကလေးကဒီဟာပြဲမှာဝင်ထွက်တဲ့စားတိုင်းငယ်ဆိုချစ်တော်ကြောင့်ချစ်လို့ချစ်ပြီးအဲဒီလိုပုံစံမျိုးလေးအသုံးပြုလို့ရှာပါတယ်ဟုတ်ပြီနော်နောက်ပြီးတော့ခါကြဒီမှာဆိုလို့ရှိရင်ဖြိုးကနာတာဆိုတာကြတော့ပင်ပန်းဒီဟာလာပင်ပန်းဒီဆိုလို့ရှိရင်လည်းပဲဒါကဒီတရာကိုသုံးမယ်ဆိုရင်ဒါကိုဖြိုးလိုက်မယ်ဒီမှာဟာတာနဲ့ဆုံးနေဆိုရင်ဟဲဆော့ကတ်ပေးလိုက်ရုံပါပဲဖြိုးကနေဆိုပင်ပန်းတော်ကြောင့်ပင်ပန်းလို့ပင်ပန်းဒီဟာလာဒီလိုလေးအသုံးပြုလို့ရှာပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာချောင်းဆိုးဟာတာတန်ရှင်းလို့ဒီတန်ရှင်းလို့ဒီတရာကိုသုံးမယ်ဆိုလို့ရှိရင်ကရိယာကဒီမှာဒါကိုဖြို ပ်လိုက်တယ်ဒါကိုဖြုတ်ပြီးတော့ခါကျဟာနဲ့ဆုံးနေဆိုရင်ဟဲဆော့ကဲ့ယုံပါပဲချောင်းဆိုးဟဲဆော့တန်ရှင်းလေးလုတ်တော့ကြောင်းတန်ရှင်းလေးလုတ်လို့တန်ရှင်းလေးလုတ်ပြီးအဲဒီလိုလေးတုံးလို့ရတယ်ဒီမှာဆိုလို့ရှိရင်ဆန်ချက်ခါတာဆိုတော့လမ်းလျှောက်ဒီလမ်းလျှောက်ဒီကိုလည်းဒီတရားကိုတုံးမယ်ဆိုရင်ဒါကိုဖြုတ်မယ်ဟာနဲ့ဆုံးတော့ဒီမှာဟဲဆော့ကဲ့လိုက်တယ်ဆန်ချက်ခဲဆော့လမ်းလျှောက်တော့ကြောင်းလမ်းလျှောက်လို့လမ်းလျှောက်ပြီးဒီလိုတုံးလို့ရတယ်နောက်ဒီမှာဆိုလို့ရှိရင်ကြတော့ဂွန်ဘူးဟာတာဆိုတော့လိလာဒီအဲ့ဒါလိလာဒီကိုမှသူကကရိယာကဒါကိုဖြုတ်လိုက်တယ်ဟာနဲ့ဆုံးတာဖြစ်တဲ့အတွက်ဒီမှာဟဲဆော့လေးကပ်ပြီးယူမှာပဲဂွန်ဘူးဟဲဆော့ လိလာတော့ကြောင်းလိလာလို့လိလာပြီးဆိုပြီးတော့ဒီလိုမျိုးအသုံးပြုလို့ရပါတယ်ဟာတာနဲ့ဆုံးနေဆိုလို့ရှိရင်တော့လွယ်ပါတယ်ဒါဖြုတ်ဟဲစောပေါဟုတ်ပြီနော်ဒါဖြုတ်ဟဲစောပေါဒီမှာဆိုလို့ရှိရင်ကြတော့ဒါဆိုလို့ရှိရင်ဒီမှာအချက်က၃ချက်ရှိတာပေါ့နော် OR OR နဲ့ဆုံးနေဆိုလို့ရှိရင်ကြတော့အာစောပေါင်းမယ်ဟုတ်ပြီနော်ဂါတာကနေပြီးတော့ဂါစောပြောင်းတယ်အိုတာကနေပြီးတော့ဝါစောပြောင်းတယ်နောက်ဂျိုတာဆိုလို့ရှိရင်ဂျွာစောလို့ပြောင်းတယ်ဘာတာဆိုရင်ဘာတာစောလို့ပြောင်းတယ် အာဒါဆိုလို့ရှိရင်ကျတော့အာရာဆောလို့ပြောင်းတယ်ဟလားအာဆောပေါင်းလိုက်တဲ့အခါအဲ့လိုပုံစံမျိုးပြောင်းသွားရမယ်ဒီမှာဆိုလို့ရှိရင် OR နဲ့မဟုတ်ဖဲနဲ့ဂျန်နဲ့တရရေကကျတော့ဒီမှာဂျူဒါဂျူဒါဆိုလို့ရှိရင်ဂျောဆောဆိုပြီးတော့ပြောင်းတယ် normal ဂျီဒါဆိုရင် normal ဂျောဆောလို့ပြောင်းတယ်ဂါရုချီဒါဆိုရင်ဂါရုချောဆောလို့ပြောင်းတယ် mock ဒါကတော့ mock ဆောလို့ပြောင်းတယ် mol ဒါကကျတော့ moro ဆောဆိုပြီးတော့ပြောင်းပြီးတော့အဲ့လိုမျိုးလေးအသုံးပြုလို့ရပါတယ်မဟာဒါနဲ့ဆုံးနေဆိုလို့ရှိရင်တော့ဒါဖြုတ်ပြီးတော့ဟဲဆောကတ်ပြီးတော့စာတိုင်းငယ်ဆော ဖိကွန်နေဆိုအဲကြတော့ချောင်းဆိုးငယ်ဆိုစန်းချစ်ခဲဆိုနောက်ဂုံပူဟဲဆိုအဲဒီလိုပုံစံမျိုးလေးအသုံးပြုလို့ရပါတယ်ဒီလိုမျိုးပြောင်းသုံးလို့ရှိရင်အာဆောအောဆောတတာကအလွယ်ပါတယ်လို့ဝါကြရဲမှာအကြောင်းပြချက်အနေနဲ့ပေးပြီးတော့အသုံးပြုတဲ့အခါမှာထဲ့သုံးရတဲ့ဒါတရားပုံစံလေးဖြစ်ပါတယ်လို့ဟုတ်ပြီနော်အဲဆိုလို့ရှိရင်တော့ဒီတရားလေးကိုနားလည်မယ်လို့ထင်ပါတယ်အားလုံးအဆင်ပြေကြပါစေကိုရီးယားဘာသာစကားလေ့လာတာလည်းတိုးတက်ကြပါစေရှင်အားလုံးအဆင်ပြေကြပါစေနော်